ယူကရိန်းဆွေးနွေးပွဲအတွက်ပူတင်နဲ့ဟန်ဂေရီနိုင်ငံမှာတွေ့ဆုံဆွေးနွေးမယ်လို့သမ္မတထရန့်ကပြောလာပါတယ်။အမေရိကန်သမ္မတထရန့်ကရုရှားသမ္မတပူတင်နဲ့တယ်လီဖုန်းနဲ့ပြောရမှာကြီးမားတဲ့တိုးတက်မှုတွေရရှိခဲ့ပြီးဟန်ဂေရီနိုင်ငံမှာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့သဘောတူညီကြောင်းပြောကြားလိုက်ပါတယ်။ပူတင်အနေနဲ့အလက်စကာဆွေးနွေးပွဲတော့ကလည်းမလိမ်ဖို့ထရန့်ကမျှော်လင့်နေတာဖြစ်ပါတယ်။အောက်ကလာလေနောက်ပိုင်းပူတင်နဲ့ပထမဆုံးချိန်ပြောဆိုခဲ့တဲ့ဒီဖုန်းခေါ်ဆုံးမှုကအလွန်တရာအကျိုးဖြစ်ထွန်းပါတယ်လို့ထရန့်ကပြောလိုက်ပြီး ဝါရှင်တန်နဲ့မော်စကိုဖွဲ့တဲ့လာမယ့်တင်ပတ်မှာတွေ့ဆုံမယ်လို့ထပ်လောင်းပြောပါတယ်ဟန်ဂရီမြို့တော်ဘူဒါပတ်မှာယူကရိန်းစစ်ပွဲအတွက်ပူတင်နဲ့တွေ့ဆုံမှာဖြစ်ပေမဲ့ရပ်ဖို့တော့တိကျမကျင်ညာပါဘူးကရမလင်ကတော့လည်းအလုံးပွင့်လင်းပြီးယုံကြည်မှုရှိတဲ့ဖုန်းခေါ်ဆိုမှုလို့ဆိုပြီးထိပ်သီးဆေးရုံအတွက်လုပ်ငန်းတွေချက်ချင်းစတင်မယ်လို့ပြောပါတယ်ယူကရိန်းတမန်စလန်စတီကအင်ဖီရိုလာယဘုရှိဘီခန်ကရုရှားနိုင်ငံအတွင်းမှာရောင်းနိုင်တဲ့တူမာဟော့ဒုံးကြီးတွေယူကရိန်းကိုတက်ဆင်ပေးတယ်မပေးတဲ့ချိန်ဆနေချိန်လည်းဖြစ်ပါတယ် ဇလန်စကီအမေရိကန်ရောက်ရှိလာခြင်းမှာတူမာဟော့အကြောင်းကြားရတဲ့မော်စကိုကဆွေးနွေးမှုတွေပြန်ဆဖို့အလင်းစလိုဖြစ်လာတယ်လို့ဆိုပါတယ်။ဖုန်းခေါ်ဆိုမှုပြီးခံကသူရဲ့ဆိုရှယ်လူမှုကွန်ရက်မှာရေးသားရမှာယူကရိန်းစစ်ပွဲပြီးသွားတဲ့အခါရုရှားနဲ့အမေရိကန်ပြည်အောင်စုကြားကုန်သွယ်ရေးအကြောင်းကိုချိန်တော်ကြားပြောဆိုခဲ့တယ်ဆိုပါတယ်။ လာမယ့်ရက်တွေမှာနှစ်နိုင်ငံကအဆင့်မြင့်ကြံပြီးတွေ့ဆုံမှာဖြစ်ပြီးအမေရိကန်ကိုယ်စားလှယ်ဖွဲ့နိုင်ငံကြီးဝန်ကြီးမာကိုရိုပီယိုကဦးဆောင်မှာဖြစ်ပါတယ်။ထရန့်ကပူတင်နဲ့ဆွေးနွေးမှုကြောင်းဇလန်စကီးကိုတောက်ချနေမှာအသိပေးမှဖြစ်တယ်လို့ဆိုပါတယ်။ဒီကနေ့ဖုန်းပြောဆိုမှုဟာကြီးမားတဲ့တိုးတက်မှုရှိတယ်။ကျွန်တော်ကတော့ယုံကြည်တယ်လို့ထပ်လောင်းပြောပါတယ်။ပူတင်နဲ့ဖုန်းခေါ်ခဲ့ပြီးနောက်ယူကရိန်းကိုဒုံးကျည်တွေပေးဖို့ဖြစ်နိုင်ခြင်းရှိမှရှိတဲ့နေ့တွေကမင်းမြန်မာထရန့်ကအမေရိကန်ရဲ့တုံမဟုတ်လက်ချက်တွေကိုကျွန်တော်တို့ short ချလို့မဖြစ်နိုင်ဘူးလို့ပြောခဲ့ပြီး ျွန်တော်တို့လည်းလိုအပ်ပါတယ်ဒါကြောင့်အဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတာမသိနိုင်ဘူးလို့ထရန့်ကပြောပါတယ်ဒီမဟာကိစ္စနဲ့ပတ်သက်ပြီးထရန့်အနေနဲ့အရင်တစ်ခါတုန်းကလိုရုရှားနိုင်ငံဝင်ကျင်တော့ကိုအမေရိကန်ရဲ့ရေတက်တွေဆေလွတ်လိုက်တယ်ဆိုတဲ့သတင်းလိုမျိုးပဲချင်းချောက်တဲ့သတင်းချင်းချောက်တဲ့သဘောထားပြောတာသာဖြစ်ဖို့အတွက်မျှော်လင့်နေဆိုပြီးတော့ယူကရိန်းလူ့ကျွေးကောင်စီဒိုခရဒီမီထရီမက်ဗီဒက်ကဆိုပါတယ်တကယ်လို့သာတူမဟော့တွေကို ထရအနေနဲ့ဖေးမယ်ဆိုရင်တော့ဒါဟာအလွန်ကြီးမားတဲ့ပြဿနာတစ်ရပ်ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်ထရရဲ့စင်ကြုံတရားနဲ့စွန့်ဖြတ်နိုင်စွမ်းပေါ်ပဲမူတည်တယ်လို့ဆိုပါတယ်လောကမှာတော့အမေရိကန်သမ္မတသမ္မတကောင်နဲ့အမေရိကန်ကိုပူတင်ကချီးကျူးဂုဏ်ပြုနေတာဖြစ်ပါတယ်။ဟိုနေ့ကလည်းပူတင်ကအခုလိုမျိုးအစ်စင်းနဲ့ဟာမတ်ကြောင့်ညီကြေးရအောင်လုပ်နိုင်တယ်ဆိုပြီးထရန့်ကိုချီးကျူးဂုဏ်ပြုပြောသလိုပဲထပ်ပြောပါတယ်။ ရာဇဝင်ပေါင်းများစွာအိမ်မက်ခဲ့တဲ့အရှိန်အဟပိုင်းငင်းချင်းတွေအတွက်ကျွန်တော်နဲ့အမေရိကန်ကိုဗလာဒီမာပူတင်ကချီးကျူးကွန်ပျူကဲ့တဲ့ပြတော့ထရန့်ကလည်းဆိုပါတယ်။ကလေးတွေအတွက်ဆောင်ရွက်ပေးတဲ့အမေရိကန်သမ္မတကရော်ကိုလည်းပူတင်ကကျေးဇူးတင်ကြောင်းပြောပါတယ်။ယူကရိန်းစစ်ပွဲပြီးဆုံးပြီးနောက်မှာနှစ်နိုင်ငံကြားကုန်သွယ်ရေးရာတွေကိုလည်းချိန်တော်ကြာဆုံးနေခဲ့ပါတယ်။လာမယ့်တင်ပတ်မှာနိုင်ငံကြီးတန်းကြံပေးတဲ့စီဝေးလို့ဖို့သဘောတူခဲ့ပြီးအမေရိကန်ဘက်ကနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဦးဆောင်ပါပဲ။ဗမာဆွနစ်မလဲမသိရပါဘူး။ကြီးတန်းကြံပေးတဲ့တွေ့ဆုံပြီးနောက်စစ်ပွဲဆုံးသွားဖို့ဘူတာပတ်မှာ ပူတင်နဲ့တွေ့မယ်လို့ထရန့်ကပြောပါတယ်။အော်ရဘာ၁၉နှစ်လေးမှာယူကရိန်းသမ္မတဇီလန်စကီနဲ့အင်ဖီရိုမှာတွေ့ရင်တော့ပူတင်နဲ့ပြောဆိုခဲ့တာတွေအပေါ်ဝင်တခြားကိစ္စတွေအများဆုံးဆွေးနွေးသွားမယ်လို့ဒေါ်နယ်ထရန့်ကရေးသားထားတာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။မိမိတို့အနေနဲ့အာနာသိမ်းခဲ့တာမျိုးပဲအာနာကိုထိန်းခဲ့တာလို့မာဒါဂတ်စကာစစ်ကောင်းဆောင်ကပြောပါတယ်။စီဝိုင်းကျတဲ့မှုကာရာရှိတအပြတ်တမှုအတိုက်ခံနေပေါ်ဖြစ်နေမှုကြောင့်မာရာဂတ်စတာမှာတမနာ ရာဂျိုလီနာကိုလူငယ်တွေဦးဆောင်တဲ့လူမှုအုံကြောင့်ဆန္ဒပြမှုကြီးတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။အဲနောက်ရာဂျိုလီနာကဆန္ဒပြသူတွေကိုအင်အားတုံးဖြုတ်ခွင်းကိုစစ်တပ်ကမင်းပြပြမဲ့စစ်တပ်ကငြင်းဆန်လိုက်ပါတယ်။ဆန္ဒပြပြည်သူတွေနဲ့ပူးပေါင်းလိုက်ပါတယ်။အကျိုးဆက်ဖြစ်ရာဂျိုလီနာဆိုရပြုတ်ကျသွားပြီးတမရလည်းနိုင်ငံเจ้าကိုထွက်ပြေးရပါတယ်။အဲနောက်အခုဒီဘက်မှာလွတ်တော်ကလွဲလို့နိုင်ငံရဲ့ရဲအာဏာရဲကိုစစ်တပ်ကထိန်းချုပ်တယ်လို့ကြေညာပါတယ်။အာဏာသိမ်းမှုဦးဆောင်ခဲ့တဲ့ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒီယန်နီယာကမကြခင်မှာတမရအဖြစ် ကျန်းသစ္စာကျင်းစုမှာဖြစ်ပြီးဂျာကာရာအုပ်ချုပ်ရေးကောင်စီနဲ့အတူနိုင်ငံကိုအုပ်ချုပ်သွားမယ်ပြောပါတယ်အဲဒီကောင်စီကိုလက်စစ်တဲနဲ့လုံခြုံရေးဆိုင်ရာအရာရှိများနဲ့စုဖွဲ့သွားမှာပါရန်ဒီယာနီကတော့သူဟာနှစ်နှစ်အတွင်းရွေးကောက်ပွဲပြန်လဲကျင်းပပြီးပြီးရည်ရွယ်ထားတယ်လို့ပြောပါတယ်လူတို့မလို့လာတဲ့တမန်ကိုဖျောက်ချပြီးနိုင်ငံအာဏာထိန်ချုပ်ခဲ့တာဖြစ်တဲ့တိုင်အောင်ဒီမိုကရေစီနည်းလမ်းနဲ့မညီညွတ်လို့စစ်တပ်ကအာဏာကိုရယူလိုက်တာဖြစ်တာကြောင့်အာဏာသိမ်းလို့တတ်မှတ်မယ်လို့အာဖရိကသမ္မတကပြောပါတယ်ဒါကြောင့်အာဖရိကသမ္မတကမာရာဂတ်စကာကိုဆက်သွယ်ဖြစ်ပါတယ် ဒါမဲ့ဘိုမူကြီးရန်ဒီယာနီကတော့မာဒါဂါစကာစစ်တပ်ဟာအာနာသိန်းနာမဟုတ်ပဲအာနာထိုင်းခိုင်းဝင်လာဖြစ်တယ်လို့ပြောပါလိမ့်။အသက်52နှစ်ရွယ်ဘိုမူကြီးရန်ဒီယာနီဟာမာဒါဂါစကာလွတ်တော်ကသမရကိုတရားဝင်ဆွဆွဲပြစ်တင်ရှုံချဖို့မဲခွဲဆုံးဖြတ်တဲ့အချိန်ကြောင့်မှသူ့ရဲ့စစ်တပ်ကအလုံးသိမ်းဆုံးကိစ္စလုပ်ခဲ့တာလို့ဖြေရှင်းပါလိမ့်။အနာသိန်းနဲ့ဆိုတာကတမအင်တော်လိုနေရာတဲ့စစ်သားတွေကတနက်တကားကလည်းဝင်လာပြီးပြကြခက်ကြတွေးထွက်တယ်ဖြစ်ကြတာမျိုးဆိုလို့ကြောင်းမာရဂါစကာမစတကအနာသိန်းနာဟာ ဒါဟာအာနာသိမှုမဟုတ်ကြောင်းအာနာကိုထိန်းချုပ်တဲ့သဘောမျိုးသားလို့ပြောပါတယ်။ရာဂျိုလီနာကိုတိုင်းလည်း2009ခုနှစ်ဆက်အာနာသိမှုပြီးမှတမလားဖြစ်လာပေမဲ့အခုကိစ္စမှာတော့စစ်တပ်ကသူ့ကိုကြောက်ခိုင်းခဲ့တာဖြစ်ပါတယ်။ရာဂျိုလီနာဆိုရပြုတ်ကျသွားတဲ့ချိန်မှာတော့မာရကတ်ကမဆနာပြပြည်သူတွေကစစ်သည်တွေနဲ့အတူအောင်ပွဲခံခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကစတင်ခဲ့တဲ့ဆနာပြမှုတွေနောက်ပိုင်းအခြေအနေကပြန်လည်တည်ငြိမ်လာတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။မာရကတ်ကတရားဝင်ချုပ်ကရန်နီယန်နီကိုတမလားဖြစ်ခန့်အပ်ကြောင်းကြေညာပါတယ်။ သူကမာရာဂါစကာမှာ16လကနေ24လအတွင်းရွေးကောက်ပွဲပြန်လုပ်ဖို့ရည်ရထားကြောင်းပြောခဲ့သလိုဂျာကာလာဆိုရကိုဦးဆောင်မဲ့မူကြီးချုပ်အစ်တူခန့်အပ်ဖို့ဆွေးနွေးမှုတွေစတင်ပြီးစုပါတယ်။နိုင်ငံကအတိုင်းဝန်ကတော့မာရာဂါစကာချင်းနဲ့ဟာအာနာသိမ်းမှုလို့ယူဆပြီးစွန့်ကြည့်ဆောင်ကြည့်နေပါတယ်။ကိုရာထရီတင်းမှုကဂူဒါရက်စ်ကလည်းမာရာဂါစကာကအစိုးရပြောင်းလဲဟာဖွဲ့စည်းပုံဥပဒေနဲ့မညီညွတ်ဘူးလို့ဝေဖန်ပြီးဥပဒေလုံထုံးတဲ့အနေဆောင်ရွက်ရန်တောင်းဆိုပါတယ်။ မာဒဂါစကာနဲ့ဆက်ဆံရေးကိုစံငင်ထားတဲ့အာဖရိကသမဂ္ဂကလည်းဒီကိစ္စကိုစစ်အာဏာသိမ်းမှုလို့သတ်မှတ်ပါတယ်။အသေးစိတ်ဆွေးနွေးဖို့ကိုယ်စားလှယ်ဖွဲ့ဆီလွတ်မယ်လို့ပြောပါတယ်။အရင်ကပြင်သစ်ကိုလိုနီဖြစ်တဲ့အာဖရိကနိုင်ငံတချို့မှာ2020နောက်ပိုင်းစစ်အာဏာသိမ်းမှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။မာလီဘဂနာဖာဆိုနိုင်ဂျာဂါဘွန်နဲ့ဂီနီယာတို့မှာစစ်အာဏာသိမ်းမှုတွေတစ်ခုပြီးတစ်ခုဖြစ်ပြီးခုတော့မာဒဂါစကာလည်းစစ်အာဏာသိမ်းသွားပြီဖြစ်ပါတယ်။ဘုံမူကြီးကတော့သူကအာဏာသိမ်းခဲ့တာမဟုတ်ကြောင်းအခိုင်အမာညှင်းဆုံနေတာဖြစ်ပါတယ်။ ။နောက်သတင်းဘုတ်ပြောခြင်းပါလေ။တစားကန်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေဖို့အချိန်လိုတယ်လို့ဟာမတ်ကပြောပါလေ။အဲ့ဒီတော့အချိန်လိုရတဲ့အတွက်ကြောင့်တစားကန်ရုပ်လောင်းတွေကိုသတ်မှတ်ထားတဲ့ကာလအတွင်းအပြီးမပေးနိုင်တာပါလို့ဆိုပါတယ်။ကြံရှိတဲ့အိဇရေးတစားကန်ရဲ့ရုပ်လောင်းတွေရှာဖွေဖို့အချိန်ပိုမိုလိုအပ်ကြောင်းဟာမတ်စ်ကထုတ်ပြောလာပြီးနောက်ဂါဇာကမ်းမြောင်ဒေသပြစ်ခတ်ရေးဆိုင်ရာသဘောတူညီချက်ဟာမရေမရဖြစ်နေပါလေ ဂါဇာကမ်းမြောင်ဒေသညီကျင်းအစီအစဉ်ပထမဆင့်အနေနဲ့ဟာမတ်စ်တို့ဟာအသက်ရှင်နေရရှိတဲ့ဒဇာကန်20နဲ့တခြားဒဇာကန်28ယောက်ယုံလုံးတွေပြန်ပေးခဲ့ရမှာဖြစ်ပါတယ်အသက်ရှင်လျက်ရှိတဲ့ဒဇာကန်20ပြန်လောင်းကိုလုံးကိုဟာမတ်စ်တို့ကပြန်လည်ပေးခဲ့ပြီးဖြစ်ပေမဲ့အခြားကြံရှိတဲ့ဒဇာကန်လောင်းတွေကိုရှာဖွေဖို့အတွက်တော့အထူးကိရိယာတွေလိုအပ်တယ်လို့ဟာမတ်စ်ဖွဲ့ကပြောပါတယ်။ဟာမတ်စ်ဖွဲ့ကမနေ့ညနေကရုံလုံးနှလုံးကိုလွှဲပြောင်းပေးခဲ့ပြီးသူတို့တွေဟာအစ္စရေးတပ်ကြီးမိုဟာမက်အယ်အာဒါရှက်နဲ့အင်ဘာဟီမန်တို့ဖြစ်ကြောင်းသိရပါတယ်။ စစ်စစ်ပေါင်းဒီနေ့မနက်ထိရုပ်လောင်း၁၀လောင်းထိရှိလာပါတယ်။လက်ရှိမှာကြန့်ရှိတဲ့ရုပ်လောင်းတွေပြန်မရသေးလို့ဂါဇာမှာအကူအညီရောင်းမှုတွေကန့်သတ်ဖို့အစ္စရေးကစီစဉ်နေကြောင်းသတင်းတွေကဆိုပါတယ်။ဒဇာကနေကုန်ပြမြောက်တော့ဒီနီးသုံးမယ်လို့အရင်ကတည်းကတတိပေးခဲ့ပါတယ်။ဒါဆိုမှဖြစ်ခဲ့တဲ့ပြည်စည်းတဲ့ကြောင့်ရုပ်လောင်းတွေပြန်ရရှိရေးရပ်ပေါင်းများစွာကြာလာနိုင်ကြောင်းအမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေကပြောပါတယ်။အလောင်းတွေတွေ့သူတွေကိုစူဂျေကန်လန်ဖို့နဲ့တွေ့ကြွကြွညင်သူကလည်းရှောက်မှုမှာပါလာဖို့အတွက်ညှော်လင့်နေရတာဖြစ်ပါတယ်။ ဒါအပြင်ဟာမတ်တို့အနေနဲ့လက်နက်ချဖို့အတွက်အမေရိကန်သမ္မတ Trump ကကြေညာသတိပေးထားပါတယ်။အဲဒီသတိပေးချက်နဲ့ပတ်သက်ပြီးဟာမတ်ဖွဲ့ကတော့ကူးမဆိုင်သလိုလုပ်နေတာဖြစ်ပါလေ။နောက်သတင်းပုတ်ပြောချင်ပါလေ။နေဇမရှိတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေပေါ်အတန်းချက်ဆက်နဲ့တရေကားတွေစုညစွာဖွင့်ပြီးအရေးပြောင်းလို့သူကိုထိုင်းဘက်ကချီးကျူးနေပါတယ်။ထိုင်းနိုင်ငံကရွာသူရွာသားတွေဟာအဲ့ဒီထိုင်းကမ္ဘောဒီးယားနေဇမလူမှုရေးလှုပ်ရှားသူတွေရဲ့လုပ်ရက်ကိုချီးကျူးထောက်ခံကြောင်းထုတ်ပေါ်ပြောပါတယ်။ အဲ့ဒီလှုပ်ရှားသူကားတဲ့ညသကောင်ကျော်ထီအပြင်းနဲ့အတန်ချက်စက်တွေနဲ့တရဲတစ်စီစကားတွေဖွင့်ပြီးနေဆက်ကျွေးနှစ်ယောက်ဝင်နေထိုင်တဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေထွက်တော်ဖို့ဖိအားပေးနေပါတယ်။ဆူဒါပါဝါခန်းလို့လူသူများနဲ့တက်ကြွလှုပ်ရှားသူဟာအဲ့ဒီနှစ်နိုင်ငံနဲ့ကြိုးစားနာဖြစ်နေတဲ့နေဆက်မှာကမ္ဘောဒီးယားဘက်ကဝင်နေထိုင်တဲ့ရွာသားတွေပေါ်အဲ့ဒီလိုလှုပ်ရက်တွေလုပ်နေပြီးသူ့လှုပ်ရက်ကိုချီးကျူးထောက်ခံနေတာဖြစ်ပါလေ။အဲလိုကနေစနာမအတန်ချက်ဆက်ကနစီပေါ်အတန်ချက်ဆက်တင်လဟာပြင်ရုပ်ရှင်ပြသရေးဖွဲ့ငှား ိုင်းဒစီသရေကားတွေကိုကြောက်စရာကောင်းတဲ့အသွင်ကြီးကြီးတွေနဲ့ဖွင့်ခဲ့ပါတယ်။နာဗီ1989ကကမ္ဘောဒီးယားပြည်တွင်းစစ်ကြောထွက်ပြေးလာတဲ့ခမာဒုက္ခသည်တွေကြောင့်မှတမ်းရုပ်ရှင်ဟောင်းတွေလည်းပြန်လည်ပြသခဲ့ပါတယ်။အဲဒီလုတ်တဲ့မစတာခန္နထာဟာအဲ့လိုညာအချိန်မတော်ရုပ်ရှင်ပြတာနဲ့အတန်ချက်ကြီးဖွင့်တာကြောင့် ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးအဲ့ဒီရွာထဲမှာဝင်နေတဲ့ကမ္ဘောဒီးယားသားတွေတော်တော်လေးကိုဒုက္ခရောက်နေပါတယ်ဒီလိုလောက်ရတဲ့ရွေချက်ကတော့1989ကကမ္ဘောဒီးယားပြည်တွင်းစစ်ကြောခိတောက်ခလုံးဝေးဘေကရကနေနှစ်ပေါင်းများစွာကြာတဲ့အခါအဲ့ဒီနယ်စပ်ကျေးရွာတွေကိုသိမ်းပိုက်တည်ထိုင်ခဲ့တဲ့ကမ္ဘောဒီးယားအခြေချသူတွေကိုမောင်းထုတ်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီလိုထူးခြားတဲ့နေရာကြောင့်လူခွင့်အလှရှာတဲ့ဖွဲ့စည်းကနေဝေဖန်မှုတွေထွက်နေပါတယ်တရေကကြောက်စရာအတန်နေသုံးပြီးကမ္ဘောဒီးယားလူမျိုးတွေကို6လက်နာဟာနှင်းပန်းနေဆက်မှုကိုစန့်ကျင်တဲ့သဘောတူညီချက်ကိုထိုင်းဘက်ကချိုးဖောက်နေတာလို့ပြောပါလိမ့် ဒီလိုဝေဖန်မှုတွေပြင်းထန်လာပြီးနောက်မစ္စတာကန်နာတက်ကသူ့ရဲ့အတန်ကိုအခြေခံတဲ့ပြောကိုနောက်ဆုံးချိန်မြေအသုံးပြုတဲ့ညကိုကြီးညာပါတယ်။အဲဒီဝေဖန်မှုတွေရှိနေပေမဲ့ကမ္ဘောဒီးယားသားတွေနဲ့အနီးကနေထိုင်တဲ့ထိုင်းရွာသားအများစုကတော့မစ္စတာကန်နာတက်ရဲ့ပြောကိုချီးကျူးထောက်ခံကြပါတယ်။အကြောင်းကတော့ထိုင်းမျိုးပေါ်ကကျွန်းကျော်သူတွေကိုဖယ်ရှားဖို့တခြားနည်းလမ်းတွေအကုန်လုံးကြာရှုံးခဲ့ပြီးလို့သူတို့ကပြောပါတယ်။